အလုံးမဲမင်္ဂလာပါ The Great Concealer Terror မှာပြန်လည်ကြိုဆိုလိုက်ပါရစေအခုကြည့်ပေးမယ် pick up by reading ကတော့တခုရဖို့တခုစတိရမယ်ဆိုရင်အဲ့ဒါဘာဖြစ်မလဲပေါ့နော်စွန့်လို့ရမယ်ဆိုရင်ပေါ့နော်ဆိုတာကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပြီးထားတဲ့ပုံလေးသုံးပုံတွေကနှစ်သက်ရပုံလေးပုံကိုရွေးချယ်ထားပါ ဒါဆိုရင်ဒီပုံလေးကိုရေးထားတယ် sorry အဲ့တော့ Facebook ကနေ Terror မင်းမြန်လို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောင်းမင်းမြန်လို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading နဲ့ကိုပုံမှန်ကြည့်ရှုနေတယ်ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ထည့်ပေးထားပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတယ်ဖိုင်ဝမ်းလေးတွေ့ အဲ့တော့ဖိုင်ဝမ်လေးတွေကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပေါ့နော်ဒါကိုယ့်ရဲ့ဘဝမှာရှေ့ရှောက်ဆက်လက်ပြီးတော့အောင်မြင်သွားဖို့တိုးတက်သွားဖို့ရှိတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဒီမှာလဲ night of one spa ထားပြီးတာဖြစ်တဲ့အတွက်ကြောင့်ဒါကဘယ်လိုပြောရမလဲဆိုရင်လေဖိုင်ဝမ်လေးတွေအနေနဲ့ကပေါ့နော် live တစ်ခုရဖို့အတွက် live တစ်ခုကိုစွန့်လို့ရမယ့်ပုံစံမျိုးရှိတယ် အဲ့ live တစ်ခုရဖို့ဆိုတာဘယ်လို live မျိုးလဲဆိုရင်ဥမာပေါ့နော်ဒါထပ်ပို့ပြီးတော့ဟိုပထမပုံစံနဲ့မတူတဲ့ live ပေါ့အဲဟိုနေရာရွှေ့ပြောင်းတာအလုပ်ရွှေ့ပြောင်းတာအဲ live ဆိုတာကဘယ်လိုပုံစံမျိုးလဲခြားနားသွားနိုင်လဲဆိုတော့ဥမာအရင်တုန်းကကြတော့အော်ကိုကအဝစားဝတ်တာတို့စပင်ထားတာတို့ကပေါ့နော်ဖိုးကြီးဖိုင်းပုံစံမျိုးတောဆန္ဒမျိုးဖြစ်ရင်ဖြစ်မယ် ဒါမဲ့နောက် live မှာဖြစ်လာမဲ့ live မှာကြတော့အဲတကယ်ပေါ့နော်ဂျန်သမန်နေ lady boss တွေလိုမျိုးပေါ့နော်တေးချာချာဝစ်စားတတ်တဲ့ smart lady တွေလိုမျိုးအဲ့လိုမျိုးစိုက်နေခိုင်းတဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်အဲ့တော့လူတွေကဘယ်လိုပြောမလဲဆိုရင်ကိုယ်အနာဂတ်ကိုယ်အနာဂတ်နဲ့ကိုယ့်ရဲ့အတိတ်ကိုကြည့်လိုက်တဲ့အခါကျရင် ပုံစံလုံးဝမတူဘူးပေါ့နော်အရင်တော့တော့ဆံပြီးတော့နောက်ကျတော့ဟိုပါပေါ့ လမ်းပြနေရတော့မဟုတ်ဘောเนาะအဲ့လိုမျိုးပေါ့ခုနလို smart ဖြစ်တဲ့ branded တွေတုံးဆွဲနိုင်တဲ့အခြေအနေတစ်ခုကိုရောက်သွားတာမျိုးတော့ဒီ live နှစ်ခုပေါ့ကြေးအစောတည်းကပြည်လဲပြီးသားလူတွေဆိုလို့ရှိရင်လည်း reader ပြောချင်တာဒီနိုင်ငံနေဒီမှာပညာသင်ကြားနေနေနောက်အာတနိုင်ငံမှာပညာသင်ကြားတာအာဘွဲတစ်ခုထပ်ယူတာအဲ့လိုမျိုးပေါ့เนาะရှေ့မှာသူကဟိုတောက်ပလာဖို့ပြောမယ်ဆိုလူတွေရဲ့အမြင့်မှာရောက်ဖို့ live တစ်ခုရှိနေတယ် ဲ့လိုမျိုးရှိနေတယ်နော်အဲ့တော့ဒီမှာကနေရအွှေပြောင်းဖြစ်ဖြစ်အဲ့လိုအွှေပြောင်းတစ်ခုခုမြင်တယ်ပေါ့နော်အဲ့လိုအွှေပြောင်းလောက်တဲ့အခါမှာတဲ့တရောင်တတာနဲ့ရွှေပြောင်းရတာမျိုးလားဆိုအဲ့လိုတော့မဟုတ်နည်းနည်းခေါင်းပြီးတော့တောက်လိုက်မယ်ခေါင်းပြီးတောက်လိုက်မယ်ဆိုတော့အာဒီဖိုင်ဝမ်းဆိုလို့ရှင်လဲအချို့တွေဆိုလို့ရှင်ဖိုင်ဝမ်းရေးထားတဲ့တချို့တွေကဟိုကလည်းပါလိုက်မယ်ပေါ့နော်ဘဝသမားတွေပါလည်းပါလိုက်မယ် ဆိုလိုတာကွာနောက်ထပ်ဒီ live ကိုရဖို့အတွက်ကအဲ live တစ်ခုကနေတစ်ခုကို change လုပ်ရတာ ကို့အတွက်မလွယ်ကူဘောနော်ဆိုလိုတာ rich kit တွေဆိုလို့ရှိရင် tablet ဝယ်ခြင်းလား computer ဝယ်ခြင်းလားနော်အော်ကရိယာပစ္စည်းဆိုလို့ရှိရင်တော့ဘာ generation ပေါ်ရင်ဘာ generation မှာစသဖြင့်အဲ့ဒီလိုမျိုး ကိုဘွားဒုတက်ဒုတက်ကြောင့်လမ်းကြောင်းတစ်ခုဖောက်တဲ့အခါမှာဩနောက်ခံ background ကောင်းတဲ့အတွက်အလွယ်တကူပတ်စံလက်ဖြန့်ပြီးတော့ဝယ်ယူစုဆောင်လို့ရတယ်ကိုလိုချင်တာဝယ်လို့ရတယ်စသဖြင့်ပေါ့နော်ကိုလေးလာမယ့်အရာကိုကိုလေးလာလို့ရတယ်အဲ့လိုမျိုးဟိုလွယ်တဲ့ live တွေရှိတယ်ဒီမှာကျတော့ညာတော့အဖြစ် risk kit တွေမဟုတ်ဘောနော်ကိုကကိုကိုနဲ့ကိုကကိုစူးစမ်းပြီးတော့ဥမာပစ္စည်းတစ်ခုဝယ်ခြင်းနဲ့ဆိုလဲစူးစမ်းပြီးတော့စူးစမ်းပြီးတော့အဲ့လိုမျိုး သွားရတယ်ဆိုတော့ဘဝကနည်းနည်းတော့နှောင့်နေဒီမှာပြောလဲဆိုတော့မြန်တဲ့သဘောတရားကိုဖိုင်ဝမ်းမှာတိတ်ပြီးတော့မတွေ့ထားဘူးပေါ့နော်ဖိုင်ဝမ်းနေမှာအကြံစီကောင်းနေတော့ရှိတယ်စိတ်ကူးကောင်းနေရှိတယ်နော်အကျံစီကောင်းနေရှိတယ်။ဘာလို့လဲဆိုတော့ဟိုတွေးနေတယ်လို့လည်းမြင်ရတယ်ပေါ့နော်။ရှေ့ရှောက်ကိုပိုကပို့ပို့ပြီးတော့ပေါ့နော်။စိတ်ကူးအတွေးခေါ်အကြံဉာဏ်တစ်တည်။ဟိုဒီနေ့နဲ့မနက်ဖြန်မှဆိုရင်ခေါင်းထဲမှာဘာတွေပေါ်လာအောင်မလဲလို့လည်းတွေးနေတယ်။ဖိုင်ဝမ်းတွေရလေ။မနက်ဖြန်မှကခေါင်းထဲမှာ ်ဘာတွေပေါ်လာအောင်မလဲပေါ့နော်အဲ့လိုပုံစံမျိုးတွေးနေတယ်ဟောစိတ်ကူးအကြဉာဏ်တစ်တွေကိုလည်းအချိန်တိုင်းဘယ်လိုလုပ်နေလဲဆိုတော့တွေးတော့နေတယ်အချိန်တိုင်းအာထုတ်နေရပေါ့နော်စဉ်းစားနေတာဟိုဟာလက်တွေ့မဖြစ်သေးဘူးဆိုရင်တော့စိတ်ကူးကမစွန့်လို့ဘူးအဲ့လိုပုံစံမျိုးစိတ်ကူးကမစွန့်လို့ဘူးတွေးတော့နေတယ် အခက်ခဲတွေရှိရဲဆိုအဲ့ဒီအခက်ခဲတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာအမြဲတမ်းအကြံဉာဏ်ထုတ်နေတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့လိုလေးတွေ့ရတယ်ဒါမှဒီမှာအားနေချက်တစ်ခုတွေ့တာကဘာလဲဆိုလို့ရှိရင် ဖိုင်ဝမ်တွေကအဲ့လိုမျိုးလှုပ်ချင်တာတွေတော့ရှိရပေါ့နော်ရှိပေမဲ့လို့ဘာတွေရှိလဲဆိုရင်ဖိုင်ဝမ်တွေက past life ကို အာတိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါစိတ်ခံစားချက်လည်းဖြစ်နိုင်တယ်။ဘာလို့ဒီမှာစစ်ဆော့ကပ်စ်လည်းပေးထားတဲ့အခါကျတော့စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေကိုအဆွန့်လွတ်ဖို့တော့နည်းနည်းခဲရင်းတယ်။ခက်ခဲတဲ့လူစားတွေထဲမှာပါတယ်။အဲ့တော့ပြောမယ်ဆိုဖိုင်ဝမ်းနေတော်တော်များများ emotional ဖြစ်တဲ့လူများသလား sensitive ဖြစ်တဲ့သူများသလားလို့ interview ရမယ်ပြန်ပြီးတော့ဒီလားဖိုင်ဝမ်းလေးတွေကအဲ့လို sensitive ဖြစ်တဲ့ emotional ဖြစ်တယ်ပေါ့နော်စိတ်ခံစားချက်တွေပြင်းထန်တယ်ပြင်းထန်တယ်ပြင်းထန်တယ်ဆိုတဲ့နေရာမှာအလေလက်တာမဟုတ်ဘူးဆွံ့ရောက်သွားတဲ့အကျိန်တွေကပိုများတယ်လို့တွေ့ရတယ်ပေါ့နော် တခုဆိုလို့ရှိရင်အဲ့လိုအဆုံးထိတွေ့တော်ပြီးခံစားလိုက်တယ်အဆုံးထိခံစားလိုက်တယ်ပေါ့အခံစားမှုအလေလက်လောက်မှာပဲရက်ပြီးတော့တချို့တွေလေဥမာငိုချင်တဲ့သူတွေတွေ့တယ်မလားခေါင်းလေးမော့ပြီးတော့မျက်ရည်ပြန်သိမ့်လိုက်တာတော့ပါဖိုင်ဝမ်းတွေမှာအဲ့လိုလုံနိုင်နေဆိုရင်နည်းနည်းနည်းနေတယ် နော်အာဒီမှာဖိုင်ဝိုင်းရဲ့ energy ကနှလုံးသားပျော့တဲ့ energy ရှိနေဆိုတော့အဲ့ဒီနှလုံးသားထဲမှာဒီ trauma တွေစိတ်ဓာတ်ရာတွေသို့မဟုတ်အာဘယ်သူကတော့ပေါ့နော်ငါဘယ်လိုပြောတာဘယ်လိုပြောဖူးတာစာပြင်အဲ့ဒီနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စိတ်ခံစားချက်ပိုင်းဆိုင်ရာပေါ့နော်ဒီလိုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ strong ဖြစ်အောင်လို့ပြုပြင်ရမယ် ဒီလားအဲ့တော့တခုရဖို့တခုဆွလို့ရမယ်ဆိုဘာဖြစ်မလဲဆိုအဲ့ဒီ emotional ဖြစ်တတ်တဲ့စိတ်တွေအဆုံးရောက်တာပေါ့နော် extremely ဖြစ်တတ်တဲ့စိတ်အခြေအနေတွေခံစားတတ်တဲ့နှလုံးသားပုံစံကိုပြောင်းလဲရနိုင်မယ်အဲ့လိုပြောင်းလဲလိုက်လို့တကယ် strong man နေ strong woman နေဖြစ်တော့မှကိုယ့်ရဲ့ခုနကဒီ sacrifice လုပ်ထားတဲ့ဆွလို့ထားတဲ့အချက်အတွက် ရလာမယ်အကျိုးကျေးဇူးက advantage ကနောက်ကနေလာမှာပေါ့အဲ့တော့အစိုးရကဖိုင်ဝမ်းမှာအရည်ရချက်တွေဘဝရည်မှန်ချက်တွေပေါ့နော်ရှိထားပြီးသားသူတွေဆိုလို့ရှိရင်ကိုကအဲ့လိုမျိုးသူများကိုအရန်လိုက်ခံစားတတ်တဲ့စိတ်တွေစံသတိဖြစ်တာမျိုးတွေအတိတ် အတိတ်ထဲမှာပေါ့နော်တပွဲလွယ်လွယ်ဖြစ်တာမျိုးတွေဒါမျိုးတွေကို ြုတ်ပြင်မို့လို့ရတယ်။အဲ့တော့နှလုံးသားအလောက်ထိပေါ့နော်။ဟိုခံစားလွယ်တဲ့နှလုံးသားကိုပြင်လိုက်မှသင်လိုချင်တဲ့သင်ရချင်တဲ့အရာကိုရမယ်ဆိုတာမျိုးမြင်ရပါတယ်။အဲ့တော့ဒီတစ်ခါက find tool လေးတွေအတွက်ဖြစ်ပါတယ် Facebook ကနေ Terror မင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုအလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ်။ Page Messenger ကနေလည်းလာအောင်မင်းများလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ်။ YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုချင်တယ်ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ YouTube video တိုင်းရဲ့အောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ရောထည့်ပေးထားပါတယ်။ဒါဆိုရင် Pine 2လေးတွေအတွက် လက်ပတ်နိုင်လေးကိုရွေးထားတဲ့ဖိုင်တူးလေးတွေ ဟန်ထူဖိုင်နူတွေမှာလဲကိုလိုချင်တာတစ်ခုခုရှိရပါတော့အဲ့ကိုလိုချင်တာတစ်ခုခုအတွက်တဲ့ဆိုလို့ရမယ့်အရာကဘာလဲဆိုလို့ရှိရင်တော့ဘာသာရေးကုတူပေါ့နော်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြုမှုလှုပ်ဆောင်ခြင်းတွေမှာအားနည်းတတ်တယ်ဆိုရင်မမှန်ကန်တတ်ဖို့ပေါ့နော် daily activities ကမမှန်ဘူး ပြက်ပြဲတတ်တယ်ဆိုရင်အဲ့ဒီအကျင့်လေးကိုစွန့်လို့ဖို့လိုတယ်ဆိုတာမျိုးတွေ့ရတယ်။ Three Cups the Moon The Magician Seven of Wands ဖိုင်တို့တွေကပြောမယ်ဆိုလို့ရှိရင်အနာဂတ်မှာမှအောင်မြင်မဲ့သူတွေမဟုတ်ဘူးလက်ရှိမှာလည်းပေါ့နော်အောင်မြင်လက်ဆရှိနေတဲ့သူမျိုးတွေလို့တွေ့ရတယ်ဒီလား ဒီယုံလေးကဒီမှာအိတ်နေတယ်ဆိုတော့သူ့ရဲ့မျက်နှာလေးကကျုံးတဲ့ပုံပေါ်တယ်။ဒီကဘယင်မနဲ့တော့မတူဘူး။နော်။ तू ကပြုံးနေတဲ့ပုံလေးပေါ်တယ်။ဒါကြောင့်မလို့ तू ကလပေါ်မှာ နေနေရတာကိုကြွရွှင်နေတဲ့ပုံစံမျိုးရှိရဲဆိုတော့ဖိုင်တူးတွေရဲ့ live ကအနာဂတ်မှာတော်တော်လေးအေးချမ်းမှုရှိတယ်။ နာအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်တော်တော်လေးအေးချမ်းဖို့ရှိတယ်အနာကတ်မှာပေါ့နော်ချို့ဆိုလို့ရှိရင်အရင်ကပေါ့နော်ဥမာလူတွေနဲ့တယုံယုံနဲ့หนีတက်တယ်ဆိုလို့ရှိရင်တော့အနာကတ်မှာအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်တက်တက်နဲ့ပေါ့နော်နေလို့ရတဲ့ live တစ်ခုကိုရရှိလိမ့်မယ် လည်းဆိုတော့ fine tuning ကိုကံကြမ္မာကမျက်လက်ပြတဲ့သဘောတရားတွေရှိတယ်။ဒါပေမဲ့ fine tuning ရဲ့ life journey ဘဝခရီးဘဝဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း fine tuning တွေကပတ်ဝန်းကျင်မှာနည်းနည်းလေးပေါ့နော်။ popular ဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။သို့မဟုတ်နောက်စကလုံးတစ်လုံးနဲ့ပြောရရင်ကိုယ့်အကြောင်းကိုလူတွေကသိချင်တယ်။သူတို့ရဲ့ပါဇက်ထဲမှာပေါ့နော်။ကိုယ့်အကြောင်းကိုထည့်ပြီးတော့ ပြောနေရလောက်ထိကိုကနည်းနည်းလူတွေရဲ့စိတ်ထဲမှာနေရာယူထားတယ်ဆိုပုံစံမျိုးလေးတွေ့ရတယ်။အဲဒါမဲ့သူတို့ရဲ့အမြင်မှာအမြင်မှာတင့်အောင်အထင်သေးလို့တော့မဟုတ်ဘူး။သူတို့ရဲ့အမြင်မှာတင့်အောင်အထင်ကြီးနေရ။သိလား။အထင်ကြီးနေတာကို အထင်ကြီးနေလို့ရိုက်ချနေရ။တင်ဘာမှ မဟုတ်တင်ရတင်ကိုတင်ဘာမှမဟုတ်ဘူးလို့ထင်လေ။ အလူတွေကတင့်ကိုပေါ့နော်ဘာကောင်ကြီးညာကောင်ကြီးဆိုပြီးတော့အကောင်ကြီးကြီးလို့မြင်နေတတ်တယ်။တင့်မှာလက်ရှိတင့်ကိုတင်ပေါ့နော်တင်ထင်နေတဲ့ငါရဲ့ quality ကတော့ဘာနဲ့ပတ်သက်တဲ့အရေးချင်းကတော့ဥမာငွေရှာနိုင်စွမ်းပဲဖြစ်ဖြစ်ဘာပညာရက်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ quality ကနည်းသေးတယ်နှိမ့်သေးတယ်လို့တင်တွေးရင်တွေးမယ်ဒါပေမဲ့လို့ပတ်ဝန်းကျင်ကတင့်ကိုအဲ့လိုမတွေးဘူး။တင်တော့တော်တော်အကောင်ကြီးကြီးဖြစ်နေပြီဆိုတဲ့ပုံစံမျိုးသူတို့ကတွေးတာပေါ့နော် တွေးတဲ့အခါကျတော့သူတို့ရဲ့အတွေးနဲ့တင်နေရလေခဏခဏပေါ့ဘယ်လိုပြောမလဲဆိုမျက်လဲပြတယ်လို့တော့ဖြစ်တတ်တယ်အဲ့လိုမှမဟုတ်လို့ရှိရင်နောက်တစ်ခုလူတွေကဘယ်လိုတွေးတတ်သေးလဲဆိုလို့ရှိရင်တင်ကသူတို့ကိုပေါ့နော်မျက်လဲပြတော့မယ်နော်မျက်လဲပြတယ်ဆိုမျက်လဲရဲ့သဘောတရားသိတဲ့အတိုင်း surprise တွေလေ amazing နေဖြစ်တယ် surprise တွေ amazing နေဖြစ်တတ်တယ်ဆိုတဲ့အခါကျတော့ သူတို့အံ့ဩလောက်တခုခုပေါ့နော်ချပြတော့မယ်ဆိုပုံစံမျိုးသူတို့ဘက်ကနေပြီးတော့ကြိုတွေးထားတာမျိုးရှိရပေါ့နော်ဒါကြောင့်သိအောင်သူတို့ကလက်လွတ်မခံရဘူးအမြဲတမ်းခြေရာကောက်နေတဲ့သဘောမျိုးရှိတယ်တင့်ကိုလိုက်ကြည့်နေတယ်တင့်ကိုခြေရာကောက်နေတယ်ပေါ့လဲဆိုရင်တင်ပေါ့နော်အဲ့လိုမျိုးအကောင်ကြီးကြီးဖြစ်လာမှာဘူးမလူလာကြတာပေါ့နော်ပြောမယ်ဆိုရင် ။အဲ့ဒါအတင်ကဒါပဲလို့ကောင်းတဲ့အချက်ကပါလဲဆိုဒီမှာခွက်နမိတ်တွေပါတဲ့အတွက်တင်ကသူတို့ကိုမပူလောင်ဥပိ္ပခါပြုထားနိုင်တယ်။တင်ကတင့်လန်းချောင်းတင်တက်တက်မှတ်သွားဒီအဓိကအဖြစ်ဒီမှာကပါလဲဆိုရင်စစ်မှန်သောချက်ချင်းမြတ်တာနဲ့ငင်းချမ်းချင်းဆိုတဲ့အဓိပ္ပာယ်လေးကိုပေါ့နော် reading ကပြီးတယ်ဆိုတော့သင်ကအကုန်လုံးပေါ်မှာသူတို့ကတော့သင်ုံပြရင်ပြရင်နေမှာပေါ့နော်မနာလိုတဲ့သူတွေလည်းများနေမယ် ပြိုင်တဲ့သူတွေလည်းများလိမ့်မယ်။တင်လက်ရှိရှိနေတဲ့အရေးချင်းကနေပြီးတော့ပြုတ်ကျသွားအောင်လို့ထိုးချခြင်းနဲ့ energy တွေရနေတယ်ဆိုတော့ဒါမှလို့တင်ကသူတို့ကိုစစ်မှန်တဲ့ချစ်ချင်းမြတ်တာပဲပေးတယ်။နော်ဒီမှာ queen dbm ကတင်မကနေပြီးတော့အေးမြပြီးတော့စစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေပေးထားတယ်။အဲ့ဒါအခုကပေါ့နော်တကယ်ပြောရင်ကန်ချမာအယကန်ချမာရဲ့အလိုအရတင်အဲ့လိုထားပေးလိုက်တဲ့စိတ်ကြောက်မယ်။တင်အတွက် အံ့ဩစရာတွေပေါ့နော်ညှက်လှက်လာမှာပေါ့အဲ့တော့တင့်ကိုအဲ့လိုမျိုး universe ကညှက်လှက်ဆန်တဲ့အကြောင်းတရားတွေ result တွေပေးလာမှာဖြစ်တဲ့အတွက်အဲ့လိုပေးလာဖို့အတွက်တင်ဘာလုပ်ရမလဲဆိုရင်ဒါလူနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ဘာမှလုပ်စရာတော့မလိုဘူးတင့်ကိုတင်အပိုင်းမှာဆုံးလို့ရမယ်အခြေအနေခုကတော့ဘာသာရေးပိုင်း ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြင်းတတ်တယ်မှန်မှန်မလောက်တတ်ဘူးဆိုရင်အဲ့ဒီအပိုင်းလေးမှာအားနဲ့တတ်တယ်နော်အဲ့တော့ regular မဖြစ်တဲ့မှန်မှန်စီးချက်မှန်မှန်နဲ့ပေါ့နော်ဘာသာရေးဆိုင်ရာကိစ္စမျိုးတွေကိုသင်အကျင့်ပြတ်နေရမျိုးလေးရှိရင်အဲ့ဘတ်ထပ်ပဲပေါ့နော်အကျင့်ဆိုးလေးကိုပြင်ရပါလိမ့်မယ် Facebook ကနေ Terror မင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ်။ Page Messenger ကနေလည်းလားမင်းများလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp Forum တွေလည်းထည့်ပေးထားပါတယ်။ YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုချင်တဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp Forum တွေထည့်ပေးထားပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ Fine 3လေးတွေ အဲ့တော့ဖိုင်3လေးတွေအနေနဲ့တခုရဖို့တခုဆွန့်လို့ရမယ်ဆိုရင်တော့ခန္ဓာချက်မရှိတဲ့လူလိုမျိုးပေါ့နော်ပေါ့ပေါ့တန်တန်နေတတ်တဲ့စိတ်မျိုးရှိတာကိုဆွန့်လို့ရလိမ့်မယ်ရစ်သစတာကနော်ဖိုင်3ခုလုံးပြန်ပါတယ် အပြင်မှာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ find 3လေးတွေကအဲ့လိုပုံစံမျိုးပုံဖန်းထားတာဖြစ်နေမယ်သိလားကိုယ့်ရဲ့ပေါ့နော်တကယ် reality ကတော့အဲ့လိုဟုတ်ချင်မှဟုတ်လိမ့်မယ်အဲ့တော့ပြောမယ်ဆိုရင်ဒါလဲခိုးငိုတဲ့သဘောတရားမျိုးမှရှိတယ်နော်ခုံးကိုတတ်တဲ့တကယ်တော့ တင်လို့ခြင်းတဲ့အရာကတင်အတွက်ခတ်တော့ခတ်ခဲတယ်။လွယ်တော့မလွယ်ဘူးပေါ့နော်။တင်တစ်ခုခုရချင်နေတယ်၊ပိုင်ဆိုင်ချင်နေတယ်၊လိုချင်နေတယ်ဆိုရင်အဲ့ဒီအရာကတင်အတွက်လွယ်လွယ်ကူကူနဲ့တော့ဖြစ်လာမှာမဟုတ်ဘူးခတ်တော့ခတ်ခဲတယ်တော်တော်လေးခတ်ခဲတယ်ခတ်ခဲတယ်လို့ပဲသုံးတော့တချို့အတွက်ဆိုတော်တော်လေးခတ်ခဲလိမ့်မယ်ဖိုင်ဒရီလေးတွေအခုဘာလို့ချင်နေလဲအဲ့လို့ချင်နေတဲ့အရာနဲ့ပတ်သက်ပြီးတော်တော်လေးတော့ခတ်ခဲလိမ့်မယ်ဒါပေမဲ့အဲ့ခတ်ခဲမှုနဲ့ပတ်သက်ပြီးတော့သင်ကပေါ့နော်ဘာလို့တက်လဲဆိုရင် စိတ်ထဲမှာပေါ်ပေါ်တန်တန်မဲ့ထားတယ်ပေါ့နော်ပေါ်ပေါ်တန်တန်ထားဆိုအမှန်လေးလေးနက်နက်ထားမှာခက်ခဲနေရဆိုရင်လေးလေးနက်နက်ထားမှသာအချိန်တိုင်းပေါ့နော်ဒီအရာနဲ့ပတ်သက်ပြီးကိုယ်အုံနောက်ကစဉ်းစားဆင်ခြင်နေမှာပေါ့ဟုတ်တယ်မလားဆွဲခါတင်းရအပြင်းမိုင်းတင်းရပုံစံကတော့အဲ့ဒီအရာကိုမရချင်တယ်လို့မျိုးအလေးမထားတယ်လို့မျိုးပေါ့နော်ပေါ်ပေါ်တန်တန်နေတတ်တယ်ဆိုတဲ့အခါကျတော့ တကယ်တမ်းရလာရမယ်ဒီအရာကိုသင်ပိုင်ဆိုင်နေတဲ့လမ်းကြောင်းတွေကနည်းနည်းဝေးနေတယ်။သင်အဲ့ဒီတစ်ခုကိုသင်လေးလေးနက်နက်ထားတဲ့ဆိုရင်သင်လေးလေးနက်နက်ထားကြောင်းပြကိုပြရမယ်။မပြဘဲနဲ့သင်ကတခြားအရာတွေကိုပဲသင်အလေးထားသလိုမျိုး တခြားအရာတွေနဲ့ပတ်သက်ပြီးတော့ပဲသင်လူကိုဖော်ပြတယ်။ဒါမဲ့လို့သင်ပိုင်ဆိုင်နေတဲ့အရာနဲ့တကယ်သင်လိုချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့သင် မဖော်ပြဘူး။ မဖော်ပြတဲ့အတွက်ဒါသည်လူဖြစ်စေ relationship ဖြစ်စေပစ္စည်းတစ်ခုဖြစ်စေ energy ဆွဲအားရလဲနည်းနည်းညံ့နေတာပေါ့နော်လူဆိုလို့ရှိရင်ပူတော်ဆိုးအောင်မယ်နော်လူဆိုလို့ရှိရင်လည်းအဲ့ဒီလူကိုတင်မကနေပြီးတော့ဒါတင်ရဲ့ live ထဲကိုလိုလားချောင်းလှမ်းပြီးတော့ဆွဲငင်ရမှာဆွဲငင်ရမှာဖြစ်တဲ့အတွက်အော်တစ်ဖက်လူတင်ရဲ့ live ထဲကိုခြေလှမ်းလှမ်းလာအောင်လို့တင်ကခေါ်ရမယ်ဟုတ်တယ်မလား အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူ့ကိုလိုချင်တယ်ဒါမှလို့သူနဲ့ပတ်သက်ချင်တယ်သူနဲ့ပတ်သက်တာကိုမတင်ဘူးတခြားဟာကြီးပဲလက်ပတ်ပြီးတင်နေလက်ပတ်ပြီးတော့ဗောနော်တင်နေရ sorry ဟို social media တို့ပါတို့ပြောပြတာပါဒီဘက်ခက်ကတော့အသုံးများတယ်ဆိုတော့ Facebook တွေပါလည်းအသုံးများကြတယ်ဆိုတော့အဲ့လိုမျိုးတွေလောက်တယ်ဆိုလို့ရှင်တပတ်လူကလည်းတင်ရသူတင်အောင်ဗောနော် ဟိုသူ့ကိုတင်ကတကယ်လိုအပ်သလားအလိုရှိသလားဆိုတာလည်းမသိရမသိရတဲ့အတွက်လာမှလည်းမဟုတ်ဘူးပေါ့နော်အကယ်၍တင်ရေခဲတစ်တာတစ်လုံးဝယ်ခြင်းနဲ့ဆိုရင်တင်ရေခဲတစ်တာဝယ်ခြင်းနဲ့အကြောင်းပုံဝင်လင်းလင်းရှိမှရမယ်ဒါမှသာနေရေခဲတစ်တာဝယ်ဖို့အတွက်စိုင်ကောင်းကောင်းကိုလမ်းညွှန်ပေးမဲ့သူတို့နော်ပစ္စည်းဘယ်မှာကောင်းတာတို့ဘယ်မှာဆိုရင်အရေးကြရတာတို့စဖြစ်မော်အဲ့လိုမျိုးနီးကောင်းလန်းကောင်းနေ ပေးဖို့အတွက်အခွင့်လန်းတွေကဝင်လာမှာဒါရေခဲတစ်တာတလုံးလေးလိုချင်နေဆိုရင်ရေခဲတစ်တာနဲ့ပတ်သက်တဲ့အခွင့်အလမ်းပေါ့အဲ့လိုမျိုးလေးတွေရှိတာကြောချင်တဲ့သဘောတရားတော့အဲ့လိုပေါ့နော်ဒါမဲ့လို့တင်မဆိုင်တာတွေပဲလုပ်တယ်ဆိုလို့ရှိရင်တော့ဆိုင်ကျင်တဲ့ဥစ္စာနေရတော့ဝေးဝေးနေအောင်ပါပေါ့ဆိုင်ကျင်တဲ့ပိုင်ကျင်တဲ့အရာနေရတော့ဝေးနေအောင်ပါပေါ့ အဲ့ဆိုတင်ကအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့တင်မှာရလာဖို့ခွင့်ရရှိတယ်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့တင်ကတင်ရဘဝပေါ့နော်အစ်တစ်ခုစလိုက်တယ်လို့မျိုး new beginning ပေါ့နော်အစ်တစ်စလာဖို့ရှိဒါမဲ့တင်ပါလို့လဲဆိုခုနကပြောသလိုပေါ့နော်ဝေဒီဝါဒတွေအရန်လောက်တယ်တစ်ဖက်ကလူဆိုလို့ရှိရင်လည်းတင်အောင်ကြည့်လိုက်ရင် ုတ်လားမဟုတ်ဘူးလားဘာလို့ဆိုတော့တင့်ရဲ့အပြင်းပုံစံအရန်ကိုပော့တန်နေတယ်လေးနာမှုမရှိဘူး deeply မဖြစ်ဘူးလေးနာမှုမရှိဘူးပော့တန်နေတဲ့အခါကျတော့တစ်ဖက်လူကဘလို့တွေးမလဲအော်ဘာ तू ကသူ့ဟာနဲ့သူဒီလိုလေးပဲနေတတ်တာပဲပေါ့နော်ဥမာတင်တယောက်ယောက်ကို Facebook post လေးပါတယ်စောင်းမြောင်းပြီးတင်လိုက်တယ်ဆိုရင်တော့မှ तू ကသိအောင်မယ်မတင်ဘူးဆိုရင်မသိဘူးလေနော်တင့်ရဲ့လေးနာမှုကိုမသိဘူးတင်ကတော့နေစင်းသလိုနေနေတာပဲနော် ဆိုတဲ့ပုံစံမျိုးပဲတစ်ဖက်လူကဘာဖြစ်သွားမလဲဆိုရင်ကောက်ဆက်ချသွားမှာပေါ့တကယ်ကြတော့တင်ကအဲ့ဒီအရာကိုတင်ခုလိုချင်နေတဲ့အရာနဲ့ပတ်သက်ပြီးတင်တော်တော်မစွန့်လွတ်နိုင်ဘူးလေဒီလားတင်စွန့်လွတ်ဖို့ခက်ခဲတယ်။နော်ရဖို့လည်းခက်ခဲတယ်။ခက်ခဲတယ်ဆိုတာတင်လန်းသိတယ်။ဒါမဲ့လို့တင်အဲ့ဒါကိုတနေ့နေ့ရမယ်လို့တော့ယုံကြည်မှုရှိပြင်မယ်လို့တင်ရတခါဟိုစောင့်ရတာတို့ကြိုးစားရတာတို့ပေါ့နော်တင်မကအားထုတ်ရတာအရန်ကြီး ကြာတယ်ပင်မန်းနေအဲ့လိုဖြစ်နေတယ်ဆိုရင်ဒီအဲ့ဒီအရာကိုအာမထုတ်တော့ဘူးလို့နော်ဟို တွေးမိတယ်တစ်ဖက်ကဒါမှမဟုတ်တင်လုံနိုင်နေဆိုတာတင်ဟိုဒါကိုရသည်ဖြစ်စေမရသည်ဖြစ်စေပေါ့နော်တင်ရဲ့စိတ်ထဲမှာယုံကြည်မှုအပြည့်အဝရှိတယ်ငါဒါရအောင်ရမှာအဲ့လိုမျိုးပေါ့ယုံကြည်မှုအပြည့်အဝရှိတယ်ဒီအရာကိုငါကရကိုရမှာဆိုတဲ့စိတ်မျိုးတင်မှာရှိရှိပေမဲ့လို့တင်ပြနေတဲ့အချက်နဲ့ အာတကယ်ပေါ့နော်တင်လို့ခြင်းတဲ့ reality နဲ့ကနည်းနည်းကွာဟမှုဖြစ်နေတာပေါ့အာတင်ရဘယ်လိုပြောမလဲဆိုရင်ဒီ case ဒီပစ္စည်းတစ်ခုကိုလိုချင်တယ်ဆိုရင်ဒီပစ္စည်းရောင်းတဲ့ဆိုင်ကိုမသွားဘဲနဲ့အဲ့ဒီအဲ့ဆိုင်ရဲ့ဘေးကဆိုင်နေအားလုံးကိုပတ်ပြီးတော့ပစ္စည်းသွားကြည့်လိုက်တဲ့ပုံစံမျိုးနဲ့တူတယ်ဒါပေမဲ့တင်တကယ်လိုချင်တဲ့ဆိုင်က A လို့ရေးထားတဲ့ဆိုင်ဆိုပါတော့ A ပစ္စည်းရှိတဲ့ဆိုင်အဲ့ဆိုင်ကိုတင်သွားကြည့်လိုက်ရင်ကိစ္စကပြီးနေပြီဒါပေမဲ့တင်ကအဲ့ဆိုင်ကိုမကြည့်ဘဲနဲ့ဟိုဘက်ဆိုင်ကနေဒီဆိုင်ကိုလှမ်းချောင်းမယ် ိုဘဆိုင်နေဒီဆိုင်လမ်းချောင်းမယ်ဟိုလူကို မေးလိုက်ဒီလူကိုမေးလိုက်နေဆိုဒီဆိုင်မှာဈေးမဝယ်ဖြစ်တော့အသေးမဝယ်ဖြစ်တဲ့ဆိုင်ကတင်တကယ်လူရှိနေတဲ့ဆိုင်လीဟုတ်တယ်မလားနော်အဲ့လိုလွဲနေတာသိလားအဲ့တော့ပြောချင်တာဒီတစ်ခုကိုလိုချင်တယ်ဆိုအဲ့ဒီအရာပေါ်မှာပဲဒီဇိုင်းမမအာယုံထားပါအဲ့ဒီအရာပေါ်မှာလေးနဲ့ချောင်းပြလိုက်ပါအဲ့တော့တစ်ခုရဖို့တစ်ခုဆုံးလို့ရမယ်ဆိုဘာဖြစ်မလဲဆိုလို့ရှိရင်တော့ရချင်တဲ့အရာရဖို့အတွက် ဒါဘာပဲရစင်ရခြင်းเนาะ find three ရ find three မှာလူတွေအများကြီးဒီ reading ကိုကြည့်မှာဆိုတော့ဘာပဲရခြင်းရခြင်းကိုရခြင်းတဲ့အရာကိုရဖို့အတွက်အပြင်းပိုင်းမှာကိုရပုံစံကအဲ့ဒီအရာပေါ်မှာ မလေးနက်ပါဘူးဆိုတော့ပုံစံမျိုးတွေပေါက်နေတာမျိုး ပော့ပော့တန်တာပုံစံမျိုးပေါက်နေတာမျိုးကိုအဲအဲ့ဒီကိုရအပြင်းမှန်းပေါ့เนาะအပြင်းမှန်းအတွင်ပြင်းပေါ့ကိုရ face expression တို့ပါတော့ဟော မတင်ကားပေါ့နော်မဥပမာအခြေတစ်ခုနဲ့ပြောရင်တင် crush နေရတဲ့သူရှိမယ်အဲ့လူကိုတင်ကြည့်လိုက်ရင်အာတင်လေးလေးနက်နက်ရှိဖို့လိုတယ်အဲ့လိုမှမဟုတ်ဘဲနဲ့သူ့ကိုတွေးလိုက်မယ်တင်ကလူရှင်တော်တယောက်လိုပဲပေါ့ပေါ့တန်တန်နဲ့ he her ဖြစ်နေမယ်ဆိုရင်တော့တစ်ဖက်လူကလည်းတင်ရဲ့ခံစားချက်ကိုဖမ်းမိမှာမဟုတ်ဘူးเนาะအဲ့လိုပုံစံမျိုးလေးရှိတယ်ကြော်အဲ့ဒီ တခုရဖို့တခုဆွန့်လို့ရမယ်ဆိုပါဖြစ်မလဲဆိုရင်ပေါ်ပေါ်တန်တန်ဖြစ်နေတဲ့ပုံစံပေါက်နေတဲ့ဒီဇိုင်းလေးကိုဆွန့်လို့ဖို့လိုတယ်နော်ပေါ်တန်နေတဲ့ကိုကိုတိုင်းနဲ့ဟိုဖိုင်3ရဲ့ကိုတိုင်းရဲ့စိတ်ထဲမှာလည်းပေါ်တန်နေလို့ဖြစ်ပါလိမ့်မယ်နော်အမှဒါမဲ့တကယ်စိတ်ထဲမှာတော့လက်မလွတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေးထားတဲ့အတွက်ဒီအရာကိုသင်ကပေါ့နော်ဘလောက်ပဲခက်ခဲခက်ခဲဘလောက်ပဲကြမ်းတမ်းကြမ်းတမ်းကြိုးကြိုးဆဆနဲ့ယူမဲ့ပုံစံမျိုးလေးတော့တွေ့ရတာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့တော့ကို ဒီလောက်ဒုက္ခခံပြီးတော့ဒီအရာကိုလိုချင်နေဆိုရင်တော့ဒီအရာနဲ့ပတ်သက်တဲ့ခံစားချက်ကိုပဲတိတိကျကျဖော်ပြဖို့လိုတယ်เนาะအဲ့တော့အဲ့ဒီအကျင့်လေးကိုပေါ့တန်နေတဲ့စိတ်ကလေးပေါ့တန်နေတဲ့အကျင့်လေးကိုဆွလွန်လိုက်ပါလို့เนาะပြောထားပါတယ်ဒါဆိုလို့ရှိရင်ဒါက finally dot reading ဖြစ်ပါတယ်အဲ့တော့ final လောရဲ့အဖြစ်ကိုဖော်ပြပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ next reading နဲ့မှာပြန်လည်ဆုံးဖြတ်ကြမယ်เนาะ